ားလုံးပဲမင်္ဂလာပါမြန်ခရစ်တိုရရှိထားတဲ့ခရစ်တိုနဲ့ပတ်သက်တဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်ခရစ်တိုနဲ့စီးပွားရှာကောင်းနေစေမြောက်ကိုရီးယားသတင်းနဲ့အတူဟာဖက်ကအုံနောက်ကြီးတွေလည်းအရှုံးနဲ့ရင်ဆိုင်နေရတဲ့သတင်းတွေကိုတင်ဆက်ပေးသွားကြပါမယ်ကျွန်တော်ကတော့စီစဉ်တင်ဆက်သူခူးဖြစ်ပါတယ်ခင်ဗျာ ပထမတော့အနေနဲ့ crypto နဲ့စီးပွားရှာကောင်းနေစေမြောက်ကိုရီးယားသတင်းကိုတက်ဆက်ပေးကြပါရစေ။ American တရားရေးဌာန DOJ ကမြောက်ကိုရီးယား hacker တွေခိုးယူထားခဲ့တဲ့ဒေါ်လာ15သန်းကျော်တန်ဖိုးရှိ USDT stable coin တွေကိုသိမ်းယူဖို့လှုံ့ဆော်နေပြီး American company တွေတဲကိုဝန်ထမ်းအတုတွေအဖြစ် hacker တွေဝင်ရောက်ဖို့ကူညီပေးခဲ့တဲ့လူ9ဦးကိုလည်းအပြစ်ရှိကြောင်းဝန်ခံခိုင်းခဲ့ပါရစေ။မြောက်ကိုရီးယား hacker တွေ2023ခုနှစ်ကခိုးယူခဲ့တဲ့တတရဲ့ USDT stable coin ဒေါ်လာ15.1 million ဘို့ကို APT 38လို့ခေါ်တဲ့မြောက်ကိုရီးယားစစ်သက် Hacking Group စီကနေခြေရာခံမိခဲ့တာပါတရားပွဲက2023ခုနှစ်တွင်အတွင်နိုင်ငံရဲချားက Bajirae Currency Platform လေးခုကိုဝင်ရောက်စီးနင်းတိုက်ခိုက်မှုတွေလုပ်ခဲ့ပြီးငွေတွေခိုးယူသွားခဲ့တာဖြစ်ပါတယ် FBI ကဒီဖန်တွေကို2025ခုနှစ် match လမှာတင်စီခဲ့ပြီးအခုတော့ SS တွေကိုတားကောင်တွေစီပြန်လဲပေးအပ်ဖို့တရားရုံးခွင့်ပြုချက်ကိုယူနေပါတယ် ဒါပေမဲ့ APT တာတရေးအဖွဲ့အစည်းမှာခိုးရပါခရစ်ပတိုတွေကျန်နေသေးပါတယ်ဒီခရစ်ပတိုတွေကို crypto bridge တွေ misery exchange တွေနဲ့ over the counter trader တွေစီကနေတဆင့်ဆက်ပြီးတော့ငွေကြေးခဝါချနေကြတာကြောင့်ဒါတွေကိုတားဆီးဖို့လည်းလိုပါသေးတယ်တောက်ကြနေတုန်းကတော့ DOJ ကအမေရိကန်နိုင်ငံသား၄ဦးနဲ့ယူကရိန်းနိုင်ငံသား၂ဦးတို့ဟာမြောက်ကိုရီးယား IT ပညာရှင်တွေကိုအမေရိကန်ကုမ္ပဏီတွေမှာအလုပ်ရအောင်လိန်လည်ပြီးကူညီပေးခဲ့ကြောင်းဝန်ခံခဲ့ကြပါတယ် တို့ကခိုးယူခဲ့တဲ့ ID အတုတွေအပြင်ကုမ္ပဏီကထုတ်ပေးတဲ့ laptop တွေကိုပါရအောင်ဖန်တီးပေးခဲ့ပြီးမြောက်ကိုရီးယားနိုင်ငံသား ID ပညာရှင်တွေအမေရိကန်မှာအခြေစိုက်တယ်လို့ထင်အောင်လုပ်ခဲ့ကြတာပါဒီလုပ်ရက်တွေကြောင့်အမေရိကန်ကုမ္ပဏီ136ခုကျော်ကိုထိခိုက်စေခဲ့ပြီးမြောက်ကိုရီးယားအစိုးရအတွက်တော့ဝင်ငွေဒေါ်လာ2.2မီလီယံကျော်ရရှိစေခဲ့ပါတယ်အခုနောက်ပိုင်းမှာမြောက်ကိုရီးယားဟာနိုင်ငံတကာရဲ့စီးပွားရေးပိတ်ပင်တားဆီးမှုတွေကိုချိုးဖောက်ပြီးဝင်ငွေရှာဖို့အတွက် ခရစ်ပတိုကာရန်စီခိုးယူတာတွေနဲ့အလိန်လုပ်ငန်းစဉ်တွေအပေါ်ပို့ပြီးတော့အားကိုးလာနေပါတယ်။ဒါကြောင့်ခရစ်ပတိုကာရန်စီတွေကိုထိမ့်သိမ်းရမှာအထူးသတိထားကြဖို့လိုအပ်ပြီးအယုံမလွယ်ဖို့လောဘမကြီးဖို့ဆိုတဲ့အချက်တွေကိုစိတ်ထဲမှာကိုကိုကိုအမြဲသတိပေးနေသင့်ပါတယ်ခင်ဗျာ။ဆက်လက်ပြီးတော့ဟာဘက်ကအုံနောက်ကြီးတွေလည်းအရှုံးနဲ့ရင်ဆိုင်နေရတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။ဟာဘက်လည်း big white နေအဝဲကျန်းနေပါတယ် strategy လိုမျိုး bitcoin နေတိုင်းရဲ့ဝယ်ကင်ထားတာမျိုးမဟုတ်ပဲ blackrock ရဲ့ bitcoin etf တွေကိုဝယ်ကင်ထားတာပါ bitcoin etf ပေါင်း6.8 million ကျော်အထိပိုင်ဆိုင်ထားတယ်လို့ဂျွန်လာကထက်259ရာခိုင်နှုန်းတိုးဝယ်ထားတာကိုလည်းတွေ့ရပါတယ်ဒါပြင် harvest ရဲ့ ss ပိုင်ဆိုင်မှု rate ထဲမှာ bitcoin etf ပိုင်ဆိုင်မှုပမာဏကအကြီးဆုံးဖြစ်လာခဲ့ပြီး microsoft amazon နဲ့ spdr go trust တို့လို့ ss တွေကိုပါကျော်လွန်သွားခဲ့ပါပြီဒါပေမဲ့စိတ်မကောင်းစရာတစ်ခုကတော့စတင်ပါလ30ရက်နေ့အထိ DSS တွေရဲ့တန်ဖိုးကဒေါ်လာ442.8တန်ရှိခဲ့ပေမဲ့ဘဲခွိုင်ဈေးကျတာကြောင့်အခုအချိန်မှာတော့ဒေါ်လာ364.4တန်လောက်သာကျန်မာတော့တယ်။ဒါကြောင့်ဈေးကျလို့ပြိုလဲကြေကွဲမဲ့ကျန်တိုင်းမှာ Harvard ကအုံနောက်အကြီးကြီးနဲ့ဆရာကြီးတွေလည်းအရှုံးနဲ့ရင်ဆိုင်နေရကြောင်းပြန်သတိရပြီးတော့ motivation ယူလို့ရနိုင်ပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါဒါကတော့မြန် crypto အရရှိတဲ့ crypto နဲ့ပတ်သက်တဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးကြတာဖြစ်ပါတယ်။မိတ်ဆွေတို့မှာ cryptocurrency ဝင်ရလို့ပို့ Binance account တစ်ခုမရှိသေးဘူးဆိုရင် trading လောက်တိုင်းမှာ fee discount ပြန်ရမယ်အခုကောက်ကိုအသုံးပြုပြီးတော့ account ဖွင့်နိုင်ပါတယ်။နားဆင်ပေးကြတဲ့သောတာရှင်များအားလုံး trade time ညကြပါစေခင်ဗျာ။